ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းခြင်းရဲမတန်မူခင်ဖြစ်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။အဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့အေယာဝတီတိုင်းအင်ကဘူမြို့နယ်ကွင်းကောက်မြို့နွားနက်ကွင်းရွာမှာတရွာလုံးကိုးကွယ်ကြတဲ့ရွာဦးကျောင်းကရှီဟောင်ဖျား အခိုးခံခဲ့ရတဲ့ပြည့်ရမမှုခင်လို့အမည်ရတဲ့စေဝင်စားပွဲထူကြဆန်းခြင်းပြည့်ရမဇလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားစင်ခံစားအားပေးကြပါဦးခင်ဗျာရောဖုန်းတော်ကြီးကြောင့်မတုံမောင်းခောက်တဟာနွားနက်ကွင်းတရွာလုံးပြန့်နေတော်ပါလေမုံမောနဲ့အိမ်မောကြနေတော့နွားနက်ကွင်းရွာလေးလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ် ဟာရောဦးကျောင်းဆရာတော်ရှင်နာဂိန်းနာကဖျားမီးပူဇော်ရင်းနဲ့အာအတင်သွားခဲ့ပါတယ်အာအတင်လွင်းသောကြောင့်ဆရာတော်ဦးနာဂိန်းနာရဲ့မျက်လုံးများပြုတ်သွားခဲ့ရတယ်ဦးစင်ဦးစင်ဆရာတော်ဦးနာဂိန်းနာရဲ့အတန်ကြောင့်ဦးပဏိတရောက်လာခဲ့ပါတယ်တရားထိုင်ခြင်းဆရာတော်ရဲ့အတန်ကြီးကြီးတစ်ခါမှ မကြသဘူးကြားရာကြောင့်ဦးပဏိတတန်တော်ဖြစ်နေတယ် အမေ့ရှိပါဖေရအကျိုးကြောင့်ကိုသိကျင်နေသောနဲ့ဆရာတော်ဦးနာဂိန်းသားရဲ့မျက်နှာတော်ကိုဟောပဏိတစัจကျင်နေပါလေဆရာတော်ဦးနာဂိန်းသားလည်းမျက်စိပြူးကြည့်နဲ့ဟောပဏိတကိုကျင်နေပါလေဖယောင်းတိုင်းမိလေးကဖယားကန်းထဲမှာတလက်လက်တောက်ပါနေတယ်ပဏိတဖယားဖယားလုံမနေနဲ့ငါတို့ဖယားမရှိတော့ဘူးဖယားဆရာတော်ဦးနာဂိန်းသားမိကြချက်ကို ဥပ္ပဏိဒါကနာမလေးဆရာတော်ဥနာကိနမျက်နှာကိုတော့စိုက်ကျင်နေပါလေ။ဟိုဒီကိုယ်တော်ကလည်းဒုเจ้าကဖရာပေါ့။ဖရာဥပ္ပဏိဒါဖရာစဉ်ကိုလှန့်ကြည့်လိုက်တယ်။ဖရာစဉ်မှာဖရာမရှိတော့။နှစ်ပေါင်းများစွာဖူးမြော်မှတ်လျှော့ကြတော့ခဲ့တော့ဖရာမရှိတော့။ဖရာဘယ်ရောက်အဲဘယ်ကြွသွားတာလဲဖရာ။ကျုပ်လည်းဘယ်သိမှာတော့။ ဖရဇံကြော့သွားတယ်တူတယ်ဖရဇံကြော့သွားတာဆိုရင် ကောင်းတာပေါ့ဒီမှာကိုတော့ဖရတို့ဖရဇံကြော့သွားတာမဟုတ်ဘူးဇံကြော့ရင်ဖရသာကြော့မှာပေါ့ပလင်နေတကယ်တွေယူသွားမှာမဟုတ်ဘူးဥပဏိတာဖရစင်ကိုတည်တည်ချာချာထက်ကြည့်ပါလိမ့်မှန်ပါလိမ့်နေစဉ်ဖူးနေကြရှီဟောင်းရွှေစင်းလူတော်တွေမကောက်ရှီဟောင်းပလင်နေတကယ်တို့လည်းမရှိတော့မင်းညာက တပည့်တော်ဖရာဝတ်တတော်လည်းရှိပါသေးတယ်ဖရာအေးကျုပ်ကတော်တို့ကလည်းရှိပါသေးတယ်ဒါဖြင့်ဖရာရောပလင်ရောတကယ်ရောဘယ်ရောက်သွားတာလဲဖရာတခိုးခိုးသွားတာပေါ်ပဏိတာရဲ့ဟမ်ဖရာတခိုးခိုးခံရတယ်ဆိုတော့ကြောင့်ဘုပဏိတာရင်ဟာသွားခဲ့ပါလိမ့်ဆရာတော်ဦးနာဂိနရဲ့မျက်နှာလေးညှို့ငယ်သွားတယ်ဟဲ့ပဏိတာဖရာ ဖရာကြီးထိုးမနေနဲ့ဦးဘာလေးပါသွားတယ်ဆိုတာစစ်စေးစမ်းပါဦးတင်မဖရာမိုးလင်းလာပြီဖြစ်တဲ့အတွက်ဖရာကန်တွင် အလင်းရောင်ရလာပါပြီဖရာကန်တွင်မှာအရာဝတ္ထုများကိုထင်းထင်းရှားရှားမြင်လာကြရပြီရှီဟောင်းရွှေစင်းတို့ရောရှီဟောင်းပလင်းသားမကရှီဟောင်းမျက်နှာကျက်တော့မှန်စီရွှေကြောက်ရှီဟောင်းဆွင့်အုပ်များပါပျောက်ဆုံးနေတာကိုဇေယတော်ဦးနာဂိနနဲ့ဦးပန်နိတာတို့စစ်စစ်တွေ့ရှိကြပါသည် ကျောင်းနိုင်ဆရာတော်ဆက်ဆက်ပူဇော်ကိုးကွယ်ခဲ့သောဗုဒ္ဓရွှေစင်းတော်ပျောက်ဆုံးတဲ့အတွက်ဆရာတော်ဦးနာဂိနမှာစေမကောင်းခြင်းကြီးစွာ ဖြစ်နေပါလေ။အာယုံစွမ်းတော်ဖုံးမပေးနိုင်။ကဲဘယ်လိုလုပ်ကြမတော်မောင်ပန္နိတာရဲ့ဆရာတော်ဦးနာဂိနမှာတက်ပြင်းတခြားချောင်းတခြားပြည်စင်းများပြောင်းရင်ဆရာတော်ဒီလောက်ထိစိတ်ထိခိုင်မှာမဟုတ်။တင့်မရဝတ်တော်ကိုတန်ရမှာပဲဖေဟာ။ ေးဟုတ်တယ်ဟုတ်တယ်ကဲလာယဝဒဩဂရသည်တွားကြရအောင်ဆရာတော်ဦးနာဂိနာကိုမြည်ရန်ဥမာနိဒကျောင်းပေါ်ကကမန်ကရန်စင်ကြရပါလိမ့်ဆရာတော်ရဲ့အခြေအနေကိုကြည့်ပြီးကိုရင်လေးများလဲငြိမ်နေကြရတယ်ဟာဆရာတော်တို့ကြွလာပါလားဘာကိစ္စရှိလို့ပါလဲဖေရကွင်းကောက်ရဲစကန်ခေတ္တစကန်ဘူးဒူရဲ့ဥဒန်တွင်ဆရာတော်ဦးနာဂိနာနှင့်ဥပန္နိတတို့ကို နေရာပေးပါတယ်နနကွင်းကျွော်ရဝတ္တဥက္ကဋ္ဌဦးမြင့်သိန်းကဆရာတော်ဘေးမှာရက်နေပါတယ်တကာကြီးကိုတိုင်းစီယာရှိလို့ဘုန်းကြီးတို့လာတာပဲတင့်မအမေ့ရှိပါဖေရဘုန်းကြီးတို့အကြောင်းကရှေးဟောင်းရွှေစင်းတို့နဲ့ရှေးဟောင်းပစ္စည်းတွေအခိုးခံရလို့ဟာမင်းမီအေဂျင့်တရားရေးတရားဥပဒေစိုးမိုးရေးကိုစူးစမ်းဆောင်ရွက်နေတဲ့ကြားကရှေးဟောင်းရွှေစင်းတို့အခိုးခံရတယ်ဆိုလို့ ဒူရဲကိုဥတန်ထွင်အာတက်သွားခဲ့ပါလေဒူစီရဲ့သမားများကျိုးကျော်ဝင်ရောက်လာနိုင်တဲ့အတွက်သူ့ကိုယ်သူလည်းမကြည်မနက်ဖြစ်သွားခဲ့တယ်တင်မအခုခံရတဲ့ပစ္စည်းတွေကိုအပြည့်အစုံပြော့ပြပါဖေရရေစကန်စည်ရေးမြဝင်းကတိုင်ကြဖွင့်ပါတယ်ဆရာတော်ဦးနာဂိနာကအခုခံရသောပစ္စည်းများကိုတက်ခုချင်းပြော့ပြတယ်စေမကောင်းဖြစ်မနေပါနဲ့ဖေရတပည့်တော်တို့တွေ့အောင်ရှာပေးပါမယ်ဖေရ ဆရာတော်ကြီးဦးနာဂိနစိတ်တတရာရအောင်ရှောက်တာရှောက်လေရပါလိမ့်အမှုကိုဘဲကစပြီးလမ်းရမှန်းသူရဲ့ဥဒန်းထွင်မတည်သေးပါဖရာပစ္စည်းတန်ခါပစ္စည်းကိုဘလူလူများက လာပြီးတော့ခိုးတော်မှန်းသူရဲ့ဥဒန်းထွင်စဉ်းစားလို့မရအောင်ကဲဒါဆိုလေဘုန်းကြီးတို့ပြန်မယ်တကားကြီးတင်ပါဖရာတပည့်တော်တွေလည်းလက်ခဲ့ပါမယ်ဖရာအကိုခံရတဲ့နေရာကိုကြည့်ချင်းလို့ပါဖရာ တူရဲကိုဥဒန်းထွန်းတဲ့သူတကြက်မောင်းဦးတူတကြက်ငွေညာတက်သားမြင့်အောင်တို့နန္နကွင်းရွာကို လိုက်လာခဲ့ကြပါလိမ့်ဖေယားကိုဒီပုံမှာထားတာတကားကြီးဖေယားမရှိတော့တော့ပလင်ကြီးကဟာလာဟင်းလင်းဦးနာကိန်းနောက်ဦးပန္နိတာတို့မဆုံနဲ့တူရဲကိုဥဒန်းထွန်းတို့တောင်းစေမကောင်းချင်းကြီးစွာပြင်မိပါတယ်ရဲဟုတ်ဥတန်းထွန်းတို့ဖွဲ့ကဖျားကန်းကို တည်တည်ချာချာစစ်ဆေးပါလေဒီအကာတွေကအစကတည်းကကြွားနေတာလားဖေရပလင်းရဲ့နောက် အကာတင်များကြွားနေတာကိုဇေယတော်ဦးနာကိန်းကအခုမှတွေ့ပါတယ်မလက်ကမှောင်နေတဲ့အတွက်တတိမထားမိခြင်းဖြစ်တယ်မဟုတ်ဘူးတကားကြီးတန်နဲ့တည်တည်ချာချာရိုက်ထားတာပါစကံမှုဦးတန်းထွန်းတို့အဖွဲ့ဖေရကန်းရဲ့အကာပြင်ချက်များကိုတည်တည်ချာချာစစ်ဆေးတယ်ပြင်ချက်နှစ်ချက် ွားနေတာကလွယ်ပြီးတခြားဘာမှထူးထူးခြားခြားရှာမတွေ့ဘသူလက်ချက်လို့ထင်လဲဆရာငွေညာသဲလွန်စားရှာနေတော့ဒုတကျငွေညာကောင်းခါပြလိုက်တယ်ဘသူလက်ချက်ဆိုပြီးတော့သူလည်းစဉ်းစားလို့မရဒီဖျားကြောင်းမှရှိနေတာနှစ်ပေါင်းကြာခဲ့ပြီပဲအခုမှပျောက်တာဆိုတော့လူစိမ့်တွေရဲ့လက်ချက်နဲ့တူပါတယ်ဆရာစဉ်းစားစရာပဲဆရာငွေညာကဲဥက္ကဋ္ဌရေ တရက်ပိုင်းမှာလာတဲ့အဲ့ဒီရင်တွေစစ်ပေးပါဦးဟုတ်ကဲ့စက္ကမှုစစ်ပေးပါမေးဥက္ကရာဦးမြင့်သိန်းကြောင်းပေါ်ကဆင်တော်ပါလေဆရာတော်ဦးနာဂိနာကစင်မကောင်းတဲ့ဟန်နဲ့ဖိယခန့်ကိုခဏခဏလှမ်းကြည့်နေပါလေတန်ဃာတော်များမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များရှိနေတော်လေဘုန်းကြီးတို့ကြောင့်လုံးတိတ်ဆိတ်လို့နေပါလေဟောဥက္ကရာဘယ်နဲ့တော့အဲ့ဒီရင်စောင်းနဲ့ ဥက္ကဋ္ဌဦးမြင့်သိန်းပြန်ရောက်လာပါတယ်။ရဝတအဖွဲ့ဝင်တို့လည်းဦးမြင့်သိန်းနဲ့တူလိုက်လာကြတယ်။ဒီရက်ပိုင်းမှာကျွန်တော်တို့ရွာကိုဧည့်သည်မလာဘူးစကမ်းဘူး။သူရဲ့ဦးတန်းထွင်းရဲ့ရှေ့ဧည့်သည်စာအုပ်ဦးမြင့်သိန်းချပေးတယ်။သူရဲ့ဦးတန်းထွင်းဧည့်သည်စာအုပ်ကိုတရွေချင်းစစ်ဆေးပါတယ်။တလတွင်နွားနက်ကွင်းရွာကိုဧည့်သည်မလာ။တခြားလူတွေမလာဘူးဆိုတော့ ဒီဘာကလူတွေပဲရှိတော့တာပေါ့ကဲဆ ਿਆ ငွေညာရွာတဲ့ကလူတွေကိုစုံစမ်းပြဟုတ်ကဲ့ပါစကမူဆရာတော်ကြီးကိုဝေဖြစ်ပြီးဒူရဲအုပ်ဦးတန်းထွန်းတို့ပြန်သွားကြပါလိမ့်ဒူတကြက်ငွေညာကရွာတဲ့ကိုလှည့်လည်ပြီးစုံစမ်းနေဘုန်းကြီးကြောင့်မရှင်ဟောင်းစင်းတို့တော့ရှင်ဟောင်းပစ္စည်းများပျောက်တဲ့အကြောင်းကိုရွာတဲ့မှာအမျိုးမျိုးပြောနေကြပါလိမ့်အမျိုးမျိုးကြားနေရသောဇာကားများမှာအမှုတွေသဲလွန်စတစ်ခုမှမပါဘူး အယတအယတမြတ်ပြီပြီထင်ရမြင်ရစကားများတာဖြစ်နေပါလေ။နောနှက်ကွင်းရွာကဖျားပြောက်တဲ့မှုဘာများထူးကြတော့ဆရာဝန်ညာဒုတိယငွေညာမျက်နာမကောင်းလူတော်ဝင်ယူထားရသောရွာမှအမှုကိုမဖော်ထုတ်တဲ့အတွက်သူ့ရဲ့တော်ဝင်ဖြစ်နေပါလေ။နောနှက်ကွင်းရွာဒီရွာလုံးကစိတ်ဝင်စားနေတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့တရားခံကိုဖော်ထုတ်နိုင်မလား။မဖော်ထုတ်နိုင်ဘူးလား။စောင့်ကြည့်နေကြပါလေ။ တည်ရခမ်းများကလည်းရက်တဖွဲ့ရဲ့ခြေလှမ်းကိုတနည်းရရမှစောင့်ကြည့်ပြီးဟာတိုက်ရီမောနေကြမှာဖြစ်တယ်။ထိုမှုကမဖော်ထုတ်နိုင်မှုဆိုရင်တော့ရက်တဖွဲ့အနေနဲ့သိခါကြစရာဖြစ်နေပါတယ်။ဟုတ်ဘာမှမထူးကြသေးဘူးစကံမှုအေးဗျာခြေရလက်ရဘာမှမကြံခဲ့တော့လိုက်ရတာခတ်နေတယ်။ကျူးစားပါဦးဆရာဝန်ကြီးမြို့နယ်မှုကလည်းစာနဲ့ခဏခဏမေးနေတာဗျ။ဟုတ်ကဲ့ပါစကံမှု အမှုကလူတတ်မှုမဟုတ်ပေမဲ့နေမောင်များစွာတဲ့နဲ့ရှင်အောင်ပစ္စည်းတွေဖြစ်နေတယ်။ပုဂ္ဂလိကပိုင်းပစ္စည်းမဟုတ်ပေ အများပိုင်းပစ္စည်းဖြစ်နေတော့လူတိုင်းကစိတ်ဝင်စားစရာရှိနေကြတာပေါ့။ကျွန်တော်ကြိုးစားပါမယ်စကံမှုစကံမှုကိုဂတိပေးနေရတော့လေရတုတကျငွေညာအမှုကိုဘယ်ကစပြီးတော့လိုက်ရမှမသိသေးပါအမှုကခြေရလက်ရပြောင်းနေတယ်ဘာမှအစဖော်လို့မရ နက်နက်ကွင်းတရွာလုံးလှစ်ပတ်စုံစမ်းနေတော့လေဘာမှအကြောင်းမထူလူစိမ့်သူစိမ့်များလေနက်နက်ကွင်းရွာကိုမလောင်အမှုကလွယ်လွယ်လေးနဲ့ခံနေပါတယ်ဘုံရောက်မှရှင်းအောင်ပစ္စည်းများအခုခံရတယ်ရှင်းနေတယ်ဘယ်သူခိုးတယ်လဲမသိဆရာတော်ကလည်းဖေးရမရှိတဲ့ကျောင်းမနေရသေးမှာစိတ်ချမ်းမြေဟန်မတူဆရာငွေညံ့ကိုတွေ့တိုင်းမေးနေပါတယ်စုံစမ်းနေပါတယ်ဖေးရလို့သာရှောင်းဝါပန်းမြန်လာတဲ့ခါမှာတော့ ဆရာဝန်ကြီးလည်းမျက်နှာပူလာပြီအခုလည်းရှက်ရှက်နေပဲရွာကိုသွားရပြီဦးမေတာလန်တိုင်းဒုတကျဆရာဝန်ကြီးရှောက်လာရင်းနဲ့လေကွမ်းများကိုမျှော်ကြည့်မိတယ်စိမ့်စိမ့်များများစပွားပင်များက လေအတွက်မှာဘင်းညာနှဲ့ပြီးရင်ကနေကြပါတယ်လေကွမ်းများရဲ့နောက်မှာစိမ့်ညွညွနဲ့ရွာလေးများကိုတွေ့ရတယ်ရောနက်ကွင်းရောမှအခုခံရသောစင်တို့ဟာအဲ့ဒီရွာတွေမှာ ကိမ့်ဝဲတော်မူနေမလားဆရာဝန်ညာအတွေ့ဝင်နေမိတယ်ဟာဘယ်လဲဆရာမတန်ရွာတော့ဟန်တင်ကျိုးဦးတို့နဲ့တာပေါ်မှာဆရာဝန်ညာဆုံပါတယ်ဟန်တင်နဲ့ကျိုးဦးတို့ကကိုအင်းကြီးတွေပူရွဲပစိုးတွေနဲ့လှပတာနာနေပါတယ်ဟာတဲမိုက်နေကြပါလားကွာဟန်တင်နဲ့ကျိုးဦးက ရှက်ပြုံးပြုံးကြတယ်ကိုအင်းကြီးများကလေဘေးတယ်များဖြစ်တော်လေး အကောင်းကြီးရှိပါသေးတယ်။ကိုအင်းကြီးတွေဘယ်ကနေဝယ်လာကြတာတော့ကျွန်တော်တို့ရွာကိုမြို့ကလူတွေလာပြီးတော့ရောင်းလာဆရာကျွန်တော်လည်းတထယ်လောက်ဝယ်ကျင်လိုက်တာဗျာအခုအထဲတွေဘယ်မှာတော့မြခမရတို့ရွာမှာပဲလားမရှိတော့ဘူးဆရာပြန်သွားကြပြီဆရာကစောစောကမှမပြောတာဗျတိမာမတိပဲဗျာဘယ်တော့မှရောက်တာတော့မြတလားတော့ရှိပြီအပြင်မှာကျွန်တော်တို့နေရာအင်္ဂဘူထိလိုက်ပို့ပေးရသေးတယ် အဲ့ဒီတော့ဒီကိုအင်းကြီးတွေပြေးတာပေါ့ကျွန်တော်တို့ကတော့ဘယ်ဝယ်ပြီးဝင်နိုင်မလို့များခင်ဗျားတို့ကဘာတွေလိုက်ပို့ရတာတော့အိတ်တွေပဲဆရာဘာအိတ်တွေလဲဗျအထည်အိတ်တွေပဲလားဟုတ်တယ်ဆရာအဲ့ဒီအထည်တွေဘယ်မှနေတော့မြဒါတော့ကျွန်တော်မသိဘူးလေဆရာကျွန်တော်တို့အင်္ဂဘူထိပဲလိုက်ပို့ရတာအင်္ဂဘူကနေဘယ်ဆက်သွားကြလဲဆိုတာမသိဘူးဗျဘယ်နှစ်ယောက်တောင်လဲဗျ6ယောက်ဆရာ ကျင့်မြတဲ့ရေစကန်ကိုတည်င်ဖို့ပြီးကိုတုကြောင့်ကိုဆောင်ဝဉဏ်စုံစမ်းနေကျင့်မြတဲ့ရေစကန်ကလည်းကိုတုကြောင့်ကိုကုညီစုံစမ်းပေးတယ်ကိုတုလေပိတယ်တွေမရောက်တော့ဘူးဆရာကျင့်မြတဲ့ရေစကန်မှာရေတကြအွန်လိုင်းကစုံစမ်းလို့ရခဲ့သမျှဆောင်ဝဉဏ်ကို ပြောပြသွားတယ်အထေဟောင်းရောက်တဲ့သူကိုအေးဗျာနောက်လာရင်ကျွန်တော်ကိုပြောစမ်းပါတထေလောက်ဝယ်ခြင်းလို့ပါဗျာ ိတ်ချပါစရာအကောင်းဆုံးရစီရပါမယ်။ကဲကဲခင်ဗျားတို့လည်းသွားစရာရှိတာသွားကျွန်တော်လည်းခီးဆက်လိုက်အောင်မယ်။ဟုတ်သွားမယ်ဆရာ။ကောင်းပါပြီဗျာ။ဆရာဝင်းရဲ့ခြေတော်မြောင်ဝုဒ္ဓီကျပြောင်းသွားခဲ့ပါပြီ။နွားနဲ့ကွင်းရွာကမတော်တော့ပဲမှတ်တိုင်းကြီးရွာကိုရှောက်လာခဲ့တယ်။ရွာနေရွာကဘာမှဝေးတာမဟုတ်။တနအိမ်မရှိတရှိတာရှောက်ရပါလေအေးစစ်စစ်ပဲဆံဝဉ္ဉံမှတ်တမ်းရွာတဲ့ကို ဝင်လာခဲ့တယ်။ကိုပေါအောင်ရဲ့အတန်ကိုကြားတာကြောင့်ပေါအောင်ကအိမ်ပြန်ထွက်လာတယ်။တိန်လုံးတိတ်ဆိတ်လို့နေပါတယ်။ဟာလားဆရာကိုအင်ကြီးဝဲခြင်းလို့လာလားဗျ။ခမရင်မတဲတဲ့အထယ်တွေရောဟာဆရာနောက်ကျသွားပြီ။ပြန်ကုန်ရပြီဗျ။ဟောဗျာဟုတ်လားဘယ်ပြန်သွားကြတာတော့ဗျ။ရန်ကုန်ကိုပြန်လာဆရာကြည်မြင့်နိုင်က ပရောက်ပင်တန်းလန်းကကိုတူတဲ့အေးဗျာနောက်လာရင်ကျွန်တော်ကိုအတန်ပြူစမ်းပါကိုအင်းကြီးတစ်ဆဲလောက်ဝဲခြင်းလို့ဗျာဟုတ်ကဲ့ပါဆရာကဲကျွန်တော်သွားမယ်ပြုတ်ရောနကွင်းရွာကမတော်တော့ပဲကွင်းကောက်ရဲစခန်းကိုဆရာဝန်ညာပြန်လာခဲ့ပါလေရောနကွင်းရွာမှာလေပါတဲ့င်းမှာမရတာကိုဆရာဝန်ညာသိနေတယ်စခန်းကိုရောက်တာနဲ့စခန်းမှုကိုဆရာဝန်ညာတည်င်ပို့တယ်စခန်းမှုကဆရာဝန်ညာကို ရန်ကုန်သွားခွင့်ပေးတယ်။ဟောတော်ရှိမဟုတ်တော်ရှိကုတုကိုငွေညံမတင်ကမှတ်တမ်းရောမှာကုတုတို့ပြန်တဲ့ရက်ကနွားနှက်ကွင်းရောမှာဖျားဆင်းလို့တော်များပျောက်တဲ့ရက်နေ့တက်တက်ဆိုင်ဆိုင်တိုက်ဆိုင်နေသည်မဟုတ်ပါလား။အထင်ဟောမယောင်မေပါလုံနေတည်းလေ။ပါလုံနေလေဆရာအခုတလောဘာမှလောက်တာမတွေ့ဘူး။လက်ဖက်ဆိုင်ထိုင်ပြီးစကားပြောနေတာပဲတွေ့တာဗျ။သူကတော်တော်ကိုချမ်းသာလား။ ဟာတောက်တိတောက်တဲ့မချမ်းသာလို့လေပေးတယ်တွေရောင်းနေတာပေါ့ချမ်းသာမှတော့လေပေးတယ်တွေရောင်းမှာမလားဗျဟုတ်တယ်ဆရာကျွန်တော်လည်းအဲ့ဒါပဲစဉ်းစားနေတာမချမ်းသာတဲ့လူကအလုံးမလို့ပဲထိုင်စနေနိုင်ပါမလားဟာဆရာပြောမှကျွန်တော်သတိရတယ်အလုံးမလို့ပဲမေကိုတူကအရင်ကထက်သာနာနေတယ်ဗျနာရီတွေဟန်ချင်းတွေဆွဲကြိုးတွေနဲ့ တော့ရင်လဲ၅၃လုံးမှာဗျအေးကွာပေါ်ပေါ်တခုခုတိုးလာပြီထင်တယ်ကျွန်တော်လဲအဲ့လိုပဲထင်တယ်ဆရာစောင့်ကြည့်သေးတာပေါ့ကွာစုံစမ်းလို့ရတဲ့မြတ်ကိုကွင်းောက်ရဲစကံမူသူရဲ့ဥသိမ်းထွန်းစီကိုဆရာငွေညာကအစီရင်ခံနေကြည်မြန်တဲ့ရဲစကံကလည်းကိုတုကိုမျက်ကြည့်မပြတ်စောင့်ကြည့်နေပါတယ်ကိုတုကကြည်မြန်တဲ့ညာသေးမှလက်ဖက်ဆိုင်မှာနေ့စဉ်ထိုင်နေ တူ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 နဲ့စကားတွေပြောတယ်ကိုတူခီးထွက်မလို့တဲ့ဆရာကိုတူကိုစောင့်ကြည့်ခိုင်းတာတော့ရတတော်သိန်းစောကဆရာငွေညံ့ကိုတတင်ပို့တယ်ဆရာငွေညံ့ငိုင်းသွားပါတယ်ကိုတူရဲ့နောက်ကိုလိုက်တဲ့မလိုက်တဲ့စင်စာရခံနေတယ်ဘဲကိုခီးထွက်มาတဲ့လေကွာဟမ်ကိုသိန်းစော နေဇက်လို့ပြောတန်ကြားတာပဲဆရာအိန္ဒိယနေဇက်လားလေဘေးတယ်တွေတော့ဝယ်မလို့ထင်တယ် မဟုတ်ဘူးဆရာ ထိုင်းနေစက်တဲ့တေးချံရဲ့လားကိုသိန်းစော်ရသိကြပါတယ်ဆရာ ကိုတူလက်ဖိုက်ဆိုင်ထဲမှာပြောနေတာကို ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရတာပါထိုင်းနေစက်ကို သူကဘာသွားလုံးมาတဲ့လေအယောင်းဝယ်ကိစ္စလို့ပြောတာပဲဆရာစကံမှုဦးတင်မောင်ကိုငွေညံနဲ့ကိုသိန်းစော်တို့တည်တင်ပို့တယ်စကံမှုရဲ့လက်ညွန့်ချက်ကိုခံယူတယ်စကံမှုဦးတင်မောင်ကအသေးစိတ်စီစဉ်ပေးတယ်သိန်းစော်ကစံမောင်ကိုခေါ်ပြီး ကိုတို့ကိုစောင့်ကြည့်ရန်ထွက်သွားတယ်။ဆရာငွေညာလည်းကိုတို့ရဲ့ခြင်းတွေကိုလေ့လာရန်ကိုသိန်းစော်တို့နဲ့တူလိုက်လာခဲ့ပါတယ်။ကိုတို့ကိုလက်ဖက်ရည်ဆိုင်မှာထိုင်လျက်တွေ့ရတာကြောင့်ဆရာငွေညာတို့လက်ဖက်ရည်ဝင်တော့တယ်။ကိုတို့ကစီကရက်တဖောဖောနဲ့စကားတဖောင်ဖောင်ပြောနေပါတယ်။သူထိုင်နေစက်ကိုအယောင်းဝယ်ကိစ္စနဲ့သွားမယ်ကြောင်းတွေ့တဲ့လူတိုင်းကို ပြောနေပါတယ်။ကျွန်တော်ပြန်မယ်ကိုသိန်းစော်။ဆရာငွေညာနဲ့တူ စမ်းမောင်မောင် လက်ဖက်အင်းဆိုင်တွေကထွက်လာခဲ့ပါတယ်။ပတောက်ပင်တန်းလန်းကိုတူရဲ့အိမ်ဘက်ကိုသွားကြည့်ပြီးဆရာဝန်းညန်းကစက်ခန့်ကိုပြန်လာခဲ့တယ်။စံပေါင်းကတိန်းတော်စီကိုသွားတယ်။ဇပွဲပေါ်မှာချထားသောလမ်းလျှောက်စကားပြောစကားတတိတိမီပြီးအချက်ပေးတယ်။အသင်ဆောင်နေသောဆရာဝန်းညန်းကလမ်းလျှောက်စကားပြောစကားကိုကောက်ပြီးဟယ်လိုဆိုပြီးထူလိုက်ပါတယ်။ကိုတင်ကရောက်လာပြီဆရာစကားပြောချက်လေးအတန်တိတ်သွားတယ်။ စက္ကမုကိုဆရာဝဉ္ဉံသတင်းပေါ်တွင်စက္ကမုကိုတိုင်းဆရာဝဉ္ဉံတို့နဲ့လိုက်လာခဲ့တယ်။ပတောပင်တန်လန်းထေကိုရောက်တဲ့အခါမှာတော့မင်းစောကြိုတင်စီစဉ်ထားသောရဝတ္တဥက္ကဋ္ဌအဖွဲ့ဝင်များနဲ့ဆုံခဲ့ပါတယ်။ကားပေါ်မှာကုန်တင်နေသောကုတူးရဲ့အိမ်ကိုဆက်လာခဲ့ကြတယ်။ကုတူးရဲ့အိမ်ဘေးမှာမယောင်မလဲရက်နေသောစမ်းမောင်ကဝိညာဉ်တို့အဖွဲ့နဲ့လာပြီးတော့ပေါင်းနေ။ကုတူးရောကားပေါ်ကုန်တင်နေသူတို့ကို ယဝဒဥက္ကရကမိပါတယ်။ရဲများကိုမျက်နှာကြောင်ကုန်တင်နေသူများအံ့ဩသွားကြတယ်။ဟုတ်အိမ်မောမှာပါ။ခေါ်စမ်းကွာ။ကုန်ထန်းသူတယောက်ကကိုတုကိုပြေခေါ်တယ်။ခဏကြာမှကျင်းပေါင်းမီကျင်းချက်ကများဝတ်ဆင်ထားသောကိုတုရောက်လာပါတယ်။ဟာဥက္ကရပါလား။ဘာကိစ္စရှိလို့လဲဗျ။အိမ်မောတက်ပါအောင်လား။စကမ်းမှုတို့လည်းအိမ်မောကိုကြွကြပါ။ကိစ္စရှိလို့လာတာပါ။ကိုတုခီးထွက်မလို့ဆို။ ဟုတ်ပါတယ်ဥက္ကရာအရောင်းဝယ်ကိစ္စလေးနဲ့ထိုင်းနေတဲ့ဘက်ကိုခྱི་ထွက်မလို့ပါဘာရောင်းဝယ်လဲဗျပေးပါဗျာကလည်းပဲသွားရောက်မလို့ပါ ကျွန်တော်ရှာကျင်တယ်ဗျာကိုတူမျက်နှာပြတ်သွားတော့ကိုဆရာဝန်ညာတတိထားမိတယ်လမ်းဘေးမှာစီးချထားသောအိမ်များကိုကိုတူမျက်စိဆွေးကြည့်တော့ကိုလည်းဆရာဝန်ညာတွေ့လိုက်တယ်ကျွန်တော်တို့ရှာကျင်လို့ပါဘာရှာမှလဲစကံမှုရောနာကွင်းရွာက ရှင်ဟောင်းစင်းတို့တော့ဘာရွာနောနကွင်းရွာနနကွင်းရွာကျွန်တော်ကျွန်တော်နဲ့ဘာဆိုင်လို့လဲဗျမဆိုင်ရင်လည်းအေးစေးစေးအရှာခံပေါ့ဗျာကဲကျွန်တော်တို့ရှာမယ်ကိုတူဒီမှာရဝတ္ထဖွဲလေးပါတယ်ကားပေါ်တင်ထားသောကုန်းအိမ်များကိုပြန်ချပြီးရဲတပ်ဖွဲ့ဝင်များတိတ်ချင်းရှာပါတယ်တိတ်၂၈တော့၈ကလေးပဲများတော့၄၈၅၈ဟာဟာ ရွှေရောင်တဝင်းဝင်းလက်နေသောရုပ်ပွားတော်တို့ကလေးပင်များချမှာဝါကနေပေါ်လာခဲ့ပါလေ။ကိုတူးရဲ့မျက်နှာသွေးဆုပ်ဖြူရော်သွားတယ်။ဒါပါလေကိုတူး။ကဲကြာပါလေဗျာ။ကြံတဲ့ပြည်စီတွေဘယ်မှာလဲဗျ။လက်စုပ်လက်ကင်မိနေပြီဖြစ်တဲ့အတွက်ကိုတူးကမငင်းတာတော့ပဲပြရပါလေ။ကလေးပင်များနဲ့ရောထဲထားသောတကယ်မျက်နှာကြော်များပါမကကြောက်စိမ့်ပဒံများများပါတင့်စီရမိလိုက်တယ်။ ကုတုရဲ့အစစ်ခံချက်ရတန်စုံဦးမောင်မောင်လင်းဦးရမောင်ဦးကျော်မြင့်ဦးတက်လွင်တို့ကပါဖော်ထုတ်ဖန်စီရမိလိုက်တယ်ဟေးတို့ရွာကဖျားပြန်ကြွလာပြီတဲ့ဟေးငေါနကွင်းရွာဖုန်ကြီးเจ้าမှာ လူမြတ်တဝုံဝုံဖြစ်နေပါတယ်ဖျားကဲမှာတပည့်စွာစံမြတ်နေတော့ဗုဒ္ဓဆင်းတို့ကို ဖုမဝါကတော်မဝါကြဆရာတော်ဦးနာဂိနရဲ့မျက်နှာတော်ကပြုံွှင်နေပါတယ် အခုမှပဲဘုန်းကြီးတို့အကြောင်းကြက်တည်ရှိသွားတော့တယ်ဘယ်လိုဖမ်းမိလာတာလဲတကားကြီးရဲ့ဆရာတော်ဦးနာဂိနာကိုအမှုလိုက်ပုံလိုက်နေဟန်တင်နဲ့ကျော်ဦးတို့ဒီမှာတဲလွင်စာရပုံများကိုအစဆုံးဆရာဝန်ကြီးကပြန်ပြီးတော့ရှော်ပါပါတယ်ဆရာတော်ဦးနာဂိနာသာမကရွာသူရွာသားများကပါဆရာဝန်ကြီးပြောပြတာကိုစိတ်ဝင်စားစွာနားထောင်ကြတယ်ဆရာတော်ဦးနာဂိနာကဆရာဝန်ကြီးကိုချီးကျူးပါတယ်ရွာသူရွာသားများကလည်း ဒုတက်ချက်ဆရာငွေညံ့ကိုချီးမွမ်းကြပါရယ်။ကဲရော့တကားကြီးနဲတယ်မြရတယ်သဘောမထားပါနဲ့။ဆရာတော်ဥနာကိညာကငွေဆက်ကူတစ်ထက်ကံပေးတယ်။ဆရာငွေညံ့ကလက်မယူ။ဖះစားပြန်ဝယ်ဖို့ဆုထားတဲ့ငွေတွေပါ။အထံတကားကြီးကိုဆုချတာပါ။တင်မတပည့်တော်မယူပါဘူးဖះ။တပည့်တော်ကိုနိုင်ငံတော်ကထောက်ပံ့ထားတာပြည့်စုံပါတယ်ဖေဟာတပည့်တော်ကိုစုချတဲ့ငွေကိုတပည့်တော်ပြန်လှူပါတယ်ဖေဟာ ကြောင်းပါလိုအပ်တာတော့ပါဗျာဟေးသာဓုသာဓုသာဓုနဝနကွင်းတရွာလုံးဆရာတော်ဦးနာဂိနရဲ့သာဓုတန်လွှမ်းမိုးတော်ပါတယ်ဒုတကျဆရာငွေညံ့ရဲ့ယင်းထဲမှာ အတိုင်းစားမရှိပျော်နေပြီတယ်အဲ့ဒီပျော်မျိုးတစ်ခါမှမကန်စားရဘူးသေးပါဟုတ်ကဲ့စေဝင်စားပွဲထူကြဆန်းကျင်းပြည့်ရမန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို အထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညံ့ရီတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကို ကျွန်တော်တင်ဆက်သူက အလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမာတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟိုရာ channel လေးကနေ ထူကြဆန်းခြင်းလိုဝဆန်းခြင်းပေရရင်ဘုပါရလောကခံမိယရေမတန်မှုခင်ဖြစ်ရဲ့မန္တလန်ကောင်းများစွာကိုနေစမပြရှာဖွေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ